နှီးရကြီးမှုဖြစ်ပြီးအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်းခရိုင်ကတွေ့တဲ့ကာကီလောင်မစုဆစ်ဆောင်စခန်းတွေမှာစစ်ပေးဆောင်နေရာနဲ့ချီပြီးပြည့်စည်ဆုံးရှုံးခဲ့ရကလက်ရှိအချိန်ထိပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးဘူးလို့ကူညီပေးနေသူတွေကပြောပါရယ်ကေခိုင်သတင်းပေးပို့ထားပါရယ်ရှင် ပြီးခဲ့တဲ့မေလ31ရက်နေ့ကကလဒန်မြင်းရဲ့ကြီးမှုဖြစ်ခဲ့ပြီးအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်အတွင်းကပလဲဝက်ကစစ်ပေးလျှောက်တဲ့နေထိုင်တဲ့တွီဒိန်ကာကင်နဲ့လောင်မဆူစစ်ဆောင်စခန်း၃ခုမှာအိမ်ခြေပေါင်း140တဆောင်းနဲ့စစ်ပေးလျှောက်ပြည်သူ926ယောက်တို့ဟာရှေးဘေးသင့်ခဲ့ကြပါသည် လက်ရှိမှာတော့ရေဘေးတင့်အစ်စ်ဘေးရှောင်တွေဟာပြန်လည်ထူထောင်ရဲတွေမလုံဆောင်နိုင်သေးတာကြောင့်နင်းဆက်ရဆွေမျိုးတွေရဲ့နေအိမ်တွေကိုထူကိုထအဆောက်လုပ်ထားတဲ့စာတင်ကျောင်းဆောင်တွေနဲ့ကျေးရွာအတွင်ခမ်းမနေရာတွေမှာပဲပြောင်းရွှေ့နေထိုင်နေကြရစေဖြစ်ပါတယ်။မြေရကြည်ပြီးနောက်ပိုင်းစစ်ဘေးရှောင်စခန်းတွေမှာရေမတန်ရှင်းမှုတွေကြောင့်အသက်အရွယ်မရွေးဝမ်းပြက်ဝမ်းလျှော့ရောဂါတွေလည်းအဖြစ်များနေတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်။ ်အခုလောလောဆယ်မှာကရေသေးသေးနဲ့မိသားစုတွေကတော့အခုရင်းချက်ရအဲ့ဒီမှာပေါ့နော်ရှင်မျိုးသားချင်းတွေကိုရင်းနေတဲ့သူတွေမှာပဲဟိုပေါင်းမှုမှ နေကြပါတယ်ဆက်ချလိုက်တော့ဖြစ်ရပါတယ်ဒီမှာရှင်ဝါလောလောမှုတော့မရှိသေးခင်ဗျလူကြီးကဒီမှာတစ်ထောင်မြန်အောင်တော့ရှိတယ်ပြီးရင်အခုဖြစ်တာကတော့လူပေါင်း90အထက်တော့ရှိတယ်ခင်ဗျပြီးရင်ဆက်ချကတော့နောက်ဆက်အဖြစ်ရပါအောင်ပဲကျွန်တော်ဒီဒေတာမှာဆိုလို့ရှိရင်တော့အဖြစ်ရပါတယ်ဆက်ချက ကျွန်တော်ပြန်มาတော့ဒီချိန်ွားတို့လိုအပ်တာပေါ့ဗျာတခုလူလာတော့အမိုးအတွက်လိုအပ်တယ်ဒီလိုချင်းတော့အင်ဆော့ဖို့အတွက်ကိုဝါတို့လိုအပ်တာပေါ့နော်ဒီလိုချင်းတော့ဒီရှားဝတ်နေရတဲ့အတွက်ရဲ့အဲ့ဒီအတွက်ပါဟိုအချက်သေးဖြစ်တာပေါ့ စစ်ပေးလျှောက်နေအိမ်တွေတိဆောက်ရာမှာနေအိမ်တလုံးကိုရူပီ3000လောက်ကုန်ကြမှုရှိနေပြီးလက်ရှိမှာနေအိမ်တွေပြန်လည်တိဆောက်ဖို့ငွေကြေးမတက်နိုင်သေးဘူးလို့စစ်ပေးလျှောက်တွေကပြောပါတယ်။ရေကြီးမှုတွေကြောင့်နေအိမ်တွေအလုံးကြီးပါထိခိုက်ပျက်စီးခဲ့တာကြောင့်ပြန်လည်တိဆောက်နိုင်ဖို့အတွက်အမိုးအကာတွေနဲ့သေဝေါ်တွေအရေးပေါ်လိုအပ်နေစေဖြစ်ပြီးအခြေခံစားနေရိတ်ခါနဲ့ကျဲမရေးစောင့်ရှောက်မှုအတွက်စေဝေါ်တွေလည်းလိုအပ်နေတယ်လို့ပလဲဝေါ်ကောင်စီရဲ့ကေစီရဲ့တာဝန်ခံ ကိုစလိုင်းစိုးတဲ့ကပြောပါတယ်။ ဆက်ဆောင်ပြည်သူများအနေနဲ့လက်ရှိမှာပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးဘူးအိမ်တွေပြစ်စီသွားတဲ့ဟာတွေသူတို့ပြန်ပြီးမှအိမ်မဆောက်နိုင်သေးဘူးအကူအညီလိုအပ်တာကတော့အမိုးအကာတွေအတွက်လိုအပ်တာရှိတယ်ဒီစားဝေးနေရေးအတွက်ကြတော့တစ်ခေါက်လောက်တော့အလူရှင်တွေရဲ့အရသလောက်နဲ့ကူသူတို့စီမှာရောက်ပြီးစားဝေးနေရေးကလည်းလုံလောက်မှုတော့မရှိဘူးကျွန်တော်တို့ပြီးနိုင်တာကလည်းပဲတစ်ပတ်လောက်အာရရနေရမှာပေါ့နော်ဆိုတော့ အကူအညီရတော့လိုအပ်သေးတယ်အကြောင်းမလို့သူအ мян ဆုံးပြန်လည်ထူထောင်ရေးအတွက်လုံနိုင်ဖို့အတွက်အကူအညီလိုအပ်တယ်ဆိုတဲ့ဟာကိုပြောပြောလို့ရပါတယ်အလုတ်ကင်ကလည်းမရှိတဲ့ခါကျရင်ဒီအကူအညီပေးမဲ့ဖွဲ့စည်းတွေကိုမျှော်နေရတဲ့အနေအထားပဲရှိပါတယ်လို့ဒါဟိုမြပြင်းရဲ့အခြေအနေရပြောလို့ရပါတယ်ဟုတ်ကဲ့ လက်ရှိမှာနေရွေပြန်လည်တည်ဆောက်နိုင်ဖို့ငွေကြေးလိုအပ်ချက်တွေအများကြီးရှိနေတဲ့အတွက်ကုညီပေးလို့သူတွေအနေနဲ့ဆက်သွယ်လူတွေနိုင်ပါတယ်။တိုက်ပွဲတွေကြောင့်ချင်းပြင်းနဲ့ပလက်ဝါကနဲ့စစ်ပေးဆောင်ပြည်သူတွေနေထိုင်ကြတဲ့တွီဒိန်ကာကီနဲ့လောင်မဆူစစ်ပေးဆောင်စခန်း၃ခုမှာအင်ဂျီ၄၈၂ဆောင်ရှိပြီးလူဦးရေပေါင်း၂၂၈၃ယောက်တို့နေထိုင်နေကြတာလည်းဖြစ်ပါတယ်။ကျွန်မကကေခိုင်ပါ။